တရားတင်ဆိုရဖြစ်ရမှန်ဇလန်းရိုက်ကိုခြင်းကဒေါခင်မောင်မြင့်အပေါ်မတရားဘူးလို့ဝေဖန်ခံနေရပရိသတ်များလုံးမဲမင်္ဂလာပါရှင်ဆက်လင်းအစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်တော်လိုင်းရေးဇာကားတွေကိုအရင်များခဲ့တဲ့မင်းသားကြီးတီဟာတင်ဆိုရဲ့လူတည်နေတဲ့ဖြစ်ရမှန်ဇလန်းကိုပြန်လဲအသက်တွင်းဖို့အတွက်တားဖြစ်သူစစ်နိုင်တီဟာဦးကပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။တီဟာတင်ဆိုဟာနိုင်ငံကျော်အမှုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့တခေတ်တခါကအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့မင်းသားကြီးပဲဖြစ်ပါတယ်။ နေနာကြီးတရားတင်ဆိုရဲ့အောင်မြင်တဲ့ခင်မှာအထက်တန်းစားတယောက်လိုနေခဲ့ရတာဖြစ်လို့ဒုက္ခဒုက္ခမှာတော့လုံးဝကိုပြန်ပက်ကင်းခဲ့တာဖြစ်ပါတယ်ဒါအပြင်ဇနီးဖြစ်သူကလည်းအလှမှာပြိုင်ဆန်ရှာလှပခဲ့တဲ့မင်းသမီးကြီးဇမဦးဖြစ်ပြီးတော့သူမကလည်းအကယ်ဒမီရအနုပညာရှင်တယောက်ပဲဖြစ်ပါတယ်။အကယ်ဒမီဇမဦးဟာအခြားမင်းသမီးတွေလိုကာချယ်ရီနဲ့ချယ်မုံလှပတာမျိုးမဟုတ်ဘဲငကုတ်တဘာဝအလှကားတင်စာပကြီးချယ်ရလောက်တဲ့အထီးတောင်လှတာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးအနုပညာအရေးသွေးပြေးွားကြတဲ့တရုတ်ဆောင်နှစ်ဦးရဲ့အိမ်တောင်ရေးဟာအဲ့ဒီခေတ်ကလူအများကြီးမှာအားကျစရာတိတ်ကောင်းနေအိမ်တောင်ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတရားမှုကကြာရှည်မခံလိုက်တဲ့အချိန်မှာတရားတင်ဆိုရဲ့ဘဝအတွက်အကန့်ကျမဆိုးကြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအရာကတော့အိမ်မှာအခုလုပ်ဖို့အတွက်ခေါ်ထားတဲ့အိမ်ပေါ်ဒေါခင်မမြင့်အပေါ်မှာဘလက်ကာရပြုကျင်းပါတယ်ဆိုပြီးစွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒေါခင်မမြင့်ကိုရင်ကဒီအကြောင်းတွေကိုတိုင်ကြားခဲ့တာဖြစ်တဲ့အတွက်အမှုကကြီးမားခဲ့တာဖြစ်ပါတယ်။ဒီအမှုကြောင့်ပဲတရားတင်ဆိုရဲဂုံတိတ်ခါတွေကြာဆင်းခဲ့ရပြီးတော့ပိုင်ဆိုင်မှုတွေလည်းဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒေါခင်မမြင့်ကိုတော့အမှုမှန်နဲ့တံပြန်တရားစွဲဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ဒေါခင်မမြင့်ဟာမဟုတ်တန်လျာပြောဆိုမှုနဲ့ဂုံတိတ်ခါကြာဆင်းစေမှု၊လိန်လေပြောဆိုမှုစတဲ့ဆွဆွဲချက်တွေနဲ့ထောင်သက်ရှိကြခံခဲ့ရပြီးတော့ပြစ်ဒဏ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုချိန်မှာတော့ဒေါခင်မမြင့်ဟာသူမရဲ့အဖြစ် ကိုကောင်းကောင်းကြီးပြန်လည်ပေးဆက်ပြီးပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဘဝကိုရိုးသားစွာဖြတ်သန်းနေပြီလည်းဖြစ်ပါတယ်။ ဒီလိုချိန်မှာစစ်နိုင်တီဟာဦးဟာသူ့ရဲ့လောဘနဲ့နာမည်ကြီးဖို့အတွက်ပြုလုပ်ဖို့အတွက်အဖေဖြစ်သူရဲ့အတိတ်ကာလကိုတူးဆွပြီးတော့ဒီဇလန်းကိုပြန်လဲရိုက်ကူးမှာဖြစ်လို့မလုံတဲ့ကြောင့်ကန့်ကွက်တဲ့သူတွေကလည်းရှိလာခဲ့ပါတယ်။ဒေါခင်မမင်းကလည်းသူ့ရဲ့ဖြစ်ကိုပေးဆက်ခဲ့ပြီးဖြစ်လို့တွားရောက်မနှောက်ရှက်တဲ့တော့ကြောင့်နဲ့လူတယောက်ရဲ့ဘဝမှာအမားကျူးလွန်ခဲ့ဘူးပေမဲ့အမားတိုင်းကသင်ငန်းစာယူရမယ့်အရာဖြစ်လို့ခွင့်လွတ်ပြီးတော့လွတ်ပေးသင့်ပြီဖြစ်ကြောင်းပြောဆိုလာတဲ့သူတွေများပြားနေပြီဖြစ်ပါတယ်။ဒါအပြင်ဒီကိစ္စကကာယကံရှင် င်းတွေကလွဲပြီးတော့ဘသူမှမသိနိုင်တဲ့အရာဖြစ်လို့ဥပဒေဆိုတာငွေများတရားနိုင်တဲ့အရာလို့ဖြစ်နေတဲ့အတွက်ဒေါခင်မမြင့်ကတောင်တံပြန်အဆွဆွဲခံရတာဖြစ်နိုင်ကြောင်းထင်ကြီးပေးနေကြတဲ့သူတွေလည်းရှိပါတယ် အမှုအလုံးကိုတည်ရသူတွေရဲ့အပြောအယဆက်ဆက်ကြည့်မယ်ဆိုရင်တရားတင်ဆိုကလည်းဒီအမှုကြောင့်ပဲပိုင်ဆိုင်မှုတွေအလုံးကုံသွားလောက်တဲ့အထိဘဝပြတ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာတရားတင်ဆိုလိုလင်မယားလဲဘဝနေကုန်ချုပ်သွားကြပြီဖြစ်ပြီးတော့ဒေါခင်မမြင့်ကလည်းဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းနေပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့်အားနေတဲ့သူကိုတစ်ဖက်ဆောင်းနေပြီးတော့ပြန်လဲရိုက်ကူးမဲ့ဇက်ကားဟာဒေါခင်မမြင့်ပေါ်မှာမတရားတာဖြစ်လို့ကန့်ကွက်နေကြတဲ့သူတွေများစွာရှိလာတာဖြစ်ပါတယ်။စစ်နိုင်တရားဝင်ရဲ့ဖခင်ရဲ့မတရားမှုဇလန်းကိုပြန် လဲရိုက်ကူးအသက်တွင်းမဲ့အပေါ်မှာကန့်ကွက်နေကြတဲ့လူတို့ရဲ့အမြင်နဲ့ဒေါခင်မမြင့်အတွက်မတရားကြောင်ပြောဆိုနေကြတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းခွန့်မှတ်မဝေးမြခဲ့ပါအောင်ရှင်။နောက်ထပ်လဲစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။